ဒီတိုင်းကခင်ဗျားတို့ပြစ်ထားအောင်မယ်ဆိုလို့ရှိရင်ပေါ့မြို့ဒီရောလေးမြို့ရဲ့အဝင်ပေါက်ကံကောစောထီလက်နော်တောက်ထုဒီမြို့ရဲ့အဝင်ပေါက်ပေါ့မြို့ဒီနော်ရောလေးမြို့ရဲ့အဝင်ပေါက်ကြီးအဲ့ဒီခင်ဗျားတို့တောက်ထုတို့မင်းတက်တို့ဟိုဘက်ဆိုကံပတ်လက်ကံပတ်လက်ဆိုလို့ဟိုဘက်ဆိုရခိုင်ရိုးမရခိုင်ရိုးမအတိုင်းမှာခုတဖြည်းဖြည်းနဲ့လူတို့တွေအေးတွေကနော်ဘုရား ဝင်ရတဲ့နေရာတိုင်းဝင်လို့မှာပဲရတဲ့နေရာတိုင်းဝင်ချမှာပဲဟုတ်လားပြီးလို့စင်အင်အားတောင့်မယ်လက်နဲ့လက်နဲ့ကပြီးလို့စတိုင်းမကင်နိုင်ဘူးပြီးလို့စတိုင်းမကင်နိုင်ဘူးတော့လဲဒေါ်ဘဖို့လို့ရနော်အားလေးဦးစင်တော့ပြောချင်ဘူးခါလေးမပြောချင်ဘူးနော်အဲ့တော့ခါလေးဒီလိုပြောရင်ခင်ဗျားတို့မကြိုက်ဘူးဆိုတာလည်းတည်တယ်ခင်ဗျားတို့မကြိုက်ဘူးဆိုတာလည်းတည်တယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ရခိုင်တက်တော် AA ကိုရှုံးမတွက်ကြဖို့ပေါက်ကူတော်ပြောလာသည်မူအဆုံးထိနာဆင်ဝေဖန်တုံးတက်ပြီးသွားခဲ့ကြပါအောင်ခင်ဗျာ မျိုးတွေကောင်းကောင်းနဲ့ခင်ပါဗျဒီနေ့ဟာစနေရက်ဆယ်လပိုင်းနှစ်ထောင်25ဖြစ်ပါလေဗျဒီနေ့ကတော့အဝေးတိုင်းပခုတ်ကူခရိုင်နမခနေမြေတဲ့ပေါ့နော်ပေါ့မြုံနယ်ဇီးပြားတေရောကပေါ့မြုံနယ်ရဲ့တောင်ပိုင်းဆိုလို့ရှိရင်တက်ကုန်တချို့ကိုပြင်တော့ဒီတော့ကွယ်ဒီတော့ကွယ်ပဒါစာရဲ့တကယ် တောင်းတောင်းမီအမာခံရွာတွေပေါ့တကယ်ကိုတက်တည်နဲ့နိုင်ပြီပုံမှာထားတဲ့စိတ်တိုင်ရောဘာမှကိုဆွေးချက်မရှိကြောစရာမရှိဆိုတော့ဘတ်တဆရွာတွေလိုပဲပြောရမှာပါဗျာဘယ်တော့ပဲသူတို့တွေတက်တဲ့ဘဝခက်ခဲပါစေကြမ်းတမ်းပါစေသူတို့တွေဟာစိတ်ခါပါဆိုပြက်လက်မှုဆိုလဲခဏခဏချင်းဆိုင်ရပါတယ်ခဏခဏချင်းဆိုင်ရပါတယ် အခါလေးလို့ရိုက်ခါအစိုးရဆုံးနေရာရှိကိုအစိုးရဆုံးဆိုတဲ့အနေထားကြီးကိုဖြစ်ပါတယ်နော်ဖြစ်ပါတယ်ဒကာကြီးတို့ကတော့မဇက်ကလေးကလွယ်တာပေါ့လက်နဲ့ပြန်အလိုက်ပေါ့မတိုက်ချေလက်နဲ့ပြန်ပေးလိုက်ပေါ့ဆိုစကလုံးနေနဲ့ဒါတော့လဲဦးစင်းတို့ကမပြောရဲလို့မဟုတ်မပြောရဲလို့မဟုတ်နော်ဒကာကြီးတို့ပြောတဲ့ဒကာကြီးခါတလေးဆိုရင်လက်သက်ကတာဝရှိလို့ရှိသေးရောဒီရောတည့်ရဲ့လောက်တော့ပြန်မေးရမယ်ခေစိုက်လေပြန်မေးရမယ်ခေစိုက်ဦးစင်းတို့ ပြောချင်တာလဲဆိုလို့ရှိရင်ငါတို့လည်းကြည့်ပါရဲ့ဘုလိုလိုဒါဒါခဏတေော်ခိုင်းလို့ဈေးပြရလို့ဆိုလို့ရှိရင်ဘယ်လိုခဏတို့ဒီတက်နေရနေလိုက်ပဲလဲနေရာဖြစ်မိုင်မီတာဘယ်လောက်ထိတက်လို့တို့လုံးလာပဲလုံးတော့မှလက်နဲ့ရတယ်လက်နဲ့တည်ရတယ်အလောင်းနှလောင်းရတယ်လက်နဲ့လင်းကားလက်ရတယ်နော်ဒီမှာဆိုရင်ရွှေပါနေနဲ့ကုလားကုလားရွှေတို့ပေါ့ဗျာနော်ဗီဒီယိုစစ်တီဒါတောင်းတောင်းပြီပဲတောင်းတောင်းပြီပဲ နော်။စာရီရောဖတ်မပြတော့ပါဘူး။စာရီဖတ်ပြနေလို့ရှိရင်ခင်ဗျားတို့စာရီရဲ့ကျွန်မဘာလို့လဲဆိုလို့ရှိရင်တို့တို့တွေဆက်လက်တိုက်ရဲတယ်။ PDF ကျမ်းဖက်ကိုလည်းတို့တွေဘလောက်ပဲတိုက်ရတယ်ခြာရဲတယ်။နော်ခြာရဲတယ်။ဒါပေမဲ့ဘာလို့အနေရလဲ။ဒိခါရန်လိုအပ်နေပါပြီ။ဒိခါရန်လိုအပ်နေပါပြီ။နော်။တေယောကိုင်းတို့ဇီဝါတို့ဆိုလို့ရှိရင်ပြတ်တော့စားတယ်။စီမပါကြားပါလေအနေထား။နော်။ကျန်နေပါလေထုံနည်းပြူတော့ပဲသိကုန် တော့ပြုတ်စားလို့ရတဲ့အနေထားပေါ့နော်။တန်တဲ့ရွာလေးလည်းခုန်နေသူသာပြီးသေးပါလေ။နော်ပြီးသေးရွာလေး။ဒီခါကဘာကြောင့်ဒီလောက်ထိမပို့နိုင်ဘာကြောင့်လောက်ထိမတွားနိုင်ရတာလဲ။ဒါမို့ပေါ့။ဒကာကြီးတို့မှလည်းခက်ခဲနေရှိတယ်ဆိုတော့နားလေတယ်။ခက်ခဲနေရှိတယ်ဆိုတော့နားလေတယ်။အဲ့လိုလူရင်းတူရင်းပြောချင်တာလားပေါ့မြောင်နဲ့ပရသဗီလူစစ်တွေရွာလေဒိခါကိုရောက်အောင်ပို့ပြပါဒိခါကိုရောက်အောင်လုပ်ပြပါဒီချိန်မှာစိတ်တပိုင်းနေဖြစ်တယ်မို့ရမ်းလို့တယ် စိတ်ဓာတ်တွေရန်တက်ကြွလို့လို့နော်တက်ကြွလို့လို့ခင်ဗျားတို့ကြည်ပါအခုဆိုလို့ရှိရင်ဒီတိုင်းနာခင်ဗျားတို့ပြစ်ထားအောင်မယ်ဆိုလို့ရှိရင်ပေါ့မြို့ဒီရောလေးမြို့ရဲ့အဝင်ပေါ့ကံကောသောထီလင်းနော်တောက်ထုဒီမြို့ရဲ့အဝင်ပေါ့ပေါ့မြို့ဒီနော်ရောလေးမြို့ရဲ့အဝင်ပေါ့ကြီးအဲ့ဒီခင်ဗျားတို့တောက်ထုတို့မင်းလက်တို့ဟိုဘက်ဆိုကံပတ်လက်ကံပတ်လက်ဆိုလို့ဟိုဘက်ဆိုရခိုင်ရိုးမှာ တခိုင်ရိုးမတိုင်မှာခုတဖြည်းဖြည်းနဲ့လူတို့တွေအေးတွေကနော်လူတို့ကဝင်ရတဲ့နေရာတိုင်းဝင်လုံးပါပဲရတဲ့နေရာတိုင်းဝင်ချပါပဲအဲ့တော့ကိုယ့်ဘက်ကလည်းအရန်တောင်းဖို့လိုတယ်စိတ်တပိုင်းတက်ကြောက်ကိုအရန်လိုအပ်တယ်အရန်လိုအပ်တယ်နော်တော်တော်ကြီးကိုဒါတွေကလိုအပ်တဲ့အရာတွေပြည်သူစစ်တွေနမ်းမြမွေးကိုရာကြီးပဲလို့ဆိုလို့ရှိရင်လဲဟုတ်လားပြည်သူစစ်အင်အားတောင်းမယ်လက်နဲ့လက်နဲ့ကပြည်သူစစ်တိုင်းမကင်နိုင်ဘူး မျိုးစစ်တိုင်းမကင်နိုင်ဘူး။ဒါလည်းတော့ဘာဖို့လိုတယ်နော်။အားလည်းဦးစင်းတော့ပြောချင်ဘူး။ခါလေးမပြောချင်ဘူးနော်။ဒါတော့ခါလေးဒီလိုပြောရင်ခင်ဗျားတို့မကြိုက်ဘူးဆိုရလဲတည်တယ်။ခင်ဗျားတို့မကြိုက်ဘူးဆိုရလဲတည်တယ်။ဒါနဲ့ပြောပြမှာဒါတွေကမြေပြေတော်မှာရှိတဲ့လူကြီးတွေမတည်ဘူး။လူကြီးတွေတောင်းမရှိလူကြီးတွေမတည်ဘူး။ကာကြောကြီးလည်းမတည်ဘူး။ဒုရုပ်ကြီးလည်းမတည်ဘူး။ဒီလည်းလူကြီးတွေလည်းလုံးဝမတည်ဘူး။နော်လုံးဝမတည်ဘူး။မတည်တဲ့ຢာလေး။တိုင်မူကြီးလည်းနမကတိုင်မူကြီးလည်းလုတ်ပါလေ။လုတ်ပါလေ။ဒါကြီးလုံးဆောင်ချက်တွေလည်းကောင်းပါလေ။အောင်ဝဲအလီလေးလည်းထိုက်ရပါလေနော်။ ခမလဲစကြဝရိမင်းမဟုတ်တော့လက်ညှိုးညံရေးမဖြစ်တော့လိုအပ်ချက်ကတော့ရှိမှာပေါ့အဲ့ဥစဉ်တော့လည်းဟာကိုလိုအပ်ချက်တွေကိုဥထောက်ပြမှာဥစဉ်တို့ရဲ့အလုပ်ဥစဉ်တို့ရဲ့အလုပ်နော်ဒီလူစစ်တွေရွာတွေလိုအပ်တဲ့ရွာတွေမှာထောက်ပြတယ်လူတို့ကလည်းရှင်းရှင်းပဲဖုံးဖို့တပြည့်တော့မှအကူစရာဆိုလို့ဖုံးကြီးတစ်ပါးပဲရှိတယ်ခင်ဗျာတဲ့ဖုံးကြီးတစ်ပါးပဲရှိတယ်ဒီလူစစ်တွေကတပြည့်လို့စစ်တပ်မှာလည်းမကြောက်ပါဘူးခင်ဗျာတရားမှာလည်းမကြောက်ပါဘူးခင်ဗျာတဲ့ဒီရိတ်ခါအတွက်လုံလောက်လို့ရှင်ကလေးတွေဖုံးပွားရရရပါပြီခင်ဗျာတဲ့လူတို့ကလည်းကန်းကုန်နေတယ် သူတို့ကလည်းအားကိုးစရာဥစဉ်ဥစဉ်ကလည်းအားကိုးစရာဆိုဒီပဇာစပိတာပဲရှိတယ်နော်ဥစဉ်ရဲ့ပို့တာဝရှိပုံကများလူချင်းမင်းများနော်ပေါ်မျိုးမကွေးတိုင်းမှာရှိတဲ့ဝင်းကြီးချုပ်နော်နောက်ထပ်အခုတ်ကူကနော်မကွေးရဲ့ကိုယ်စားလည်းမကွေးတိုင်းမှာအရွေးခံမဲ့အမှန်လောင်းနေအမှန်လောင်းနေရောနော်ဒါလေးကိုအတတ်နိုင်ဆုံးကူညီပေးဖို့အတတ်နိုင်ဆုံးလူကြီးတွေနားကိုပေါက်ဖို့အတွက်ကိုဆောင်ရွက်ပေးပါလို့ပေါ့ကူတော့ပေါ့မျိုးနယ်ပြည်သူစစ်တေရဲ့ကိုစားပေါ့မျိုးနယ်ဗတ်တာစာတွေရဲ့ကိုစားပေါ့မျိုးနယ်ရဲ့ပါရမီရှင် ရွေးပါလေနော်ဒီရဲ့ကိုစားပေါ့ဗျာရွေးရွေးပါလေရဲ့ကိုစားကိုလာရွှေတို့ရဲ့ကိုစားနော်ပေါ့ပေါ့ကိုတော့ကနေမှာနော်အနုအညွဲ့မေတ္တာရက်ခံတောင်းဆိုပါလေဗျာအားလုံးတော့အေးထိုးစစ်စင်တိုက်ခိုက်မှုကြောင့်ဖိုက်တာစစ်ခန်းကုန်းမှစစ်သားများလက်နက်များကိုစွန့်ပစ်ကာကဆုတ်ကလေးရဆုတ်ခွာထွက်ပြေးမကွေးတိုင်းငဖဲမျိုးနယ်ပန်းမျိုးအနီးရှိနယ်ရီကန်တောင်ပေါ်တွင်တည်ရှိသည့်အကျန်းဖတ်စစ်တပ်၏လေကြောင်းရန်ကာကွယ်ရေးပြူဟာကုန်း၏အားထားရသည့်ဖိုက်တာစခန်းကုန်းကို အာရခတတော် AA ဥဆောင်သောတော်လန်ရေးပူပေါင်းတပ်ဖွဲ့များကယမန်နေ့ကထိုးစစ်ဆင်တိုက်ခိုက်ရာစစ်သားများမှလက်နက်ကြီးများကိုတာမကလက်နက်များကိုပါစွန့်ပစ်ကာကိုလိုယုံပြီးကစုပ်ကလေးရဆုတ်ခွာထွက်ပြေးသွားကြသည်ဟုသတင်းရရှိသည့်စစ်ရေးသတင်းရင်းမြစ်တအူကဒီစခန်းကုန်းကနမဲကြီးပုံမှုအဆင့်ရှိတဲ့သူထိုင်တာဖိုက်တာစခန်းကုန်းလို့နမဲကြီးစခန်းကုန်းပါဘာကြောင့်တော့မသိဘူးစစ်သားတွေလက်နက်တွေကိုစွန့်ပစ်ပြီးထွက်ပြေးတာအဲ့ဒီစခန်းကုန်းကိုအချိန်တိုတိုနဲ့အပြတ်သက်ချေမုံတိမ့်ပိုက်လိုက်တယ်ဟုပြောသည် AA ဥဆောင်သည့်ဒေါ်လန်ရေးမဟာမိတ်တပ်ဖွဲ့များမှဝင်ရောက်စီးနှင်တိုက်ခိုက်မှုအတွင်စစ်သား40ထက်မနည်းသေဆုံးကအများပြားမှာဒဏ်ရာရရှိသွားပြီးလက်နက်ခဲယမ်းများကိုခြံထားကအုံထွက်ပြေးသွားသည်ဟုဆိုသည့်နေရီကန်တောင်ရှိလေကြောင်းရန်ကာကွယ်ရေးပြူဟာကုန်းရဲ့အာကိုအထားရတဲ့ဖိုက်တာစခန်းကုန်းဆိုတော့လက်နက်ကြီးတွေပါဆင်ထားတာအုံရလိုက်တယ်ဒီလိုများများလူဖို့လူတယ်ဟုဂျင်းကနှိရစရာကိုပြောသည် ရင်စခန်းတွင်စစ်ကောင်စီအင်အားတရကျော်ရှိပြီးဒရုန်းစနိုက်ပါလက်နက်ကြီးအမျိုးအစားများပြားတပ်ဆင်ထားသောဖိုက်တာစခန်းကုန်းတစ်ခုဖြစ်သည်ဟုဆိုသည့်အာရခတပ်တော်နှင့်ပူးပေါင်းတော်လှန်ရေးတပ်များကလက်နက်ခဲယမ်းများကိုတင်ဆက်ပြီးစခန်းကုန်းတစ်ခုလုံးကိုပါပြီးပိုင်ထိန်ချုပ်ထားသည် သူတို့ကဒဏ်ရာရတဲ့သူတွေပါကုံတောင်အောက်ကိုဆင်းပြေးသွားတယ်လက်နက်တွေကိုယူမသွားတော့ဘူးဆိုတော့ကျွန်တော်ထင်တာကတက်ကိုသူတို့မပြန်ဘဲတနေရာရာကိုအကုန်ထွက်ပြေးသွားပြီထင်တယ်ဟူအမီမဖို့လို့သူဒေတာခန်တရင်ရင်မြစ်တူကလည်းပြောဆိုသည်အနီးနားရှိစဉ်ပြုံးရွာစစ်စခန်းကိုလက်နက်ခဲယမ်းနဲ့တက်နောက်ဆုပ်ရရတော့လဲထို့တို့နောက်မဆုပ်ပဲလက်နက်ခဲယမ်းများကိုအကုန်ထားပြီးထွက်ပြေးသွားကြသဖြင့်တက်ကိုမပြန်လို့ပဲတခြားနေ